အဲဒီနေ့မှာတော့ဒီ Crydon currency နဲ့ပတ်သက်တဲ့အယူအဆမှားလေးတစ်ခုကိုကျွန်တော်ပြန်ပြီးတော့ share လုပ်ပေးချင်ပါတယ်။အဲအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီ Crydon Locker ထဲမှာစာပြီးတော့ဝင်လာပြီး trade ပြီးဆိုလို့ရှိရင်အဲဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကတခြားကျွန်တော်တို့ရဲ့ strategy တွေကျွန်တော်တို့ရဲ့ဒီ system တွေကိုမကြည့်ဘဲနဲ့ ျွန်တော်တို့အမျက်ဘလောက်ရနေပြီအာအမျက်ဟိုရာဖြစ်ဟိုပါပေါ့နော်အဲ့လိုမျိုးကြည့်တယ်ဥမာအမျက်ဘလောက်ရရင်ငါတို့ထွက်လိုက်မယ်ငါတို့အမျက်ဘလောက်ပေါ့နော်ဒေါ်လာဘယ်နှဒေါ်လာလောက်မြတ်နေပြီပြီးရင်ဒေါ်လာဘယ်နှဒေါ်လာလောက်ရှုံးနေပြီအဲငါထွက်လိုက်မှရတော့မယ်ဆိုပြီးတော့အဲ့လိုမျိုးစိတ်တွေအဲ့လိုမျိုးတွေကျွန်တော်ခဏခဏဒီဟိုဟာတွေ့ရပေါ့နော် trader အများစုကခဏခဏကျွန်တော်တို့ group တွေထဲမှာမေးတယ်အဲကျွန်တော်အမျက်2ဒေါ်လာလောက်ရနေကျွန်တော်ထွက်လိုက်ရမလား ပြီးတော့ကျွန်တော်ဝင်လိုက်ရမလားစသဖြင့်ဒီလိုမေးခွန်းနေမေးတယ်အဲ့ဒီမေးခွန်းနေအတွက်အဖြေကတော့ကျွန်တော်တို့ဒီ strategy တစ်ခုကိုပေါ့နော်ဒီ position တစ်ခုကိုကျွန်တော်တို့စာပြီးတော့ trade လိုက်ပြီးပေါ့နော် trade လိုက်ပြီးဆိုကြရဲကနေကျွန်တော်တို့ဘာကြောင့်ဒီဒီထက်ကိုဝင်လာလဲဘယ်ဘယ် strategy အရာလဲဘယ် theory ဘယ်နည်းလမ်းအရာလဲ smart money concept နည်းလမ်းအရာလား ပြီးလို့ရှိရင်ပတ်သက်အရာလာဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ trend line trader အရာလာသူ့ရဲ့ဒီဟိုရာပေါ့နော်သူနဲ့ပတ်သက်တဲ့ DOD ဆိုတာလုံးဝရှိတယ် အဲ့ theory အရာကျွန်တော်တို့ဝင်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ strategy အရာသူဒီဒီ NI အရှုံးပေါ်တော့ဒေါ်လာပမာဏကိုအဓိကပထမဦးဆုံးစ trade တဲ့အခါမှာကျွန်တော်တို့ပတ်စံကိုအဓိကမထားပါနဲ့အကျွန်တော်အဲ့လိုမျိုးပတ်စံကိုအဓိကထားတဲ့အခါမှာပေါ်တော့ကျွန်တော်တို့ရဲ့စိတ်တွေဒီ candle တွေအပေါ်မှာပတ်စံတွေအပေါ်မှာမိခိုးတဲ့အခါမှာကျွန်တော်တို့ဟာမှန်ကန်တဲ့ structure တစ်ခု strategy တစ်ခုကိုတိဆောက်ဖို့လုံးဝခက်ခဲတယ်ခဲရင်လည်းပေါ့နော်ဒါကျွန်တော်ရဲ့ကိုရီပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်း စစချင်း trade တဲ့အခါမှာအဲအမြတ်ဘလောက်ရပြန်ပြီဥပမာကျွန်တော်ကဝင်ဟိုပါပေါ့ကျွန်တော် လောင်းတန်းကိုဝင်လိုက်တယ်ပေါ့နော်ဈေးအတက်ကိုဝင်လိုက်တယ်ဒါမှမဟုတ်ကန်တဲ့ကတရုံးမဲသွားနေတယ်ကျွန်တော်သတ်မှတ်ထားတဲ့ဒီ area နဲ့ပဲအထိပေါ့နော် top profit အထိမရောက်သေးဘူးဒါပေမဲ့ကျွန်တော်ဒေါ်လာတွေညက်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ကထွက်လိုက်တယ်အပြီးရင်ပြန်ဝင်တယ်ပြီးရင်ပြန်ထွက်တယ်အဲ့လိုထွက်လိုက်ဝင်လိုက်ထွက်လိုက်ဝင်လိုက်လှုပ်ရှင်းရကျွန်တော်တို့ကိုလူစားသမားတစ်ယောက်ဖြစ်အောင်ပုံသွင်းနေရတဲ့အတူတူပါပဲကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဒီ position တစ်ခုကိုဝင်ရမယ်ဆိုရင်နံပါတ်1ဒီကျွန်တော်တို့ရဲ့ structure theory ဒီ lower clear ချင်းလေးရမယ်ပြီးလို့ရှိရင်အဲ့ဒီကျွန်တော်တို့ရဲ့ strategy တိစောက်တဲ့အတိုင်းပဲကျွန်တော်တို့ trade 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 စီခြင်းနဲ့ပေါ့နော်လောဘမကြီးနဲ့ အဲလောဘလည်းကြီးလို့မရအောင်လောဘကြီးရင်တော့အများသောအားဖြင့်ကုန်မှာပါပဲလောဘလုံးဝမကြီးပါနဲ့အဲ့ဒီ strategy အတိုင်းကိုကျွန်တော်တို့ဒီ trade လိုက်တဲ့ position နဲ့ကိုဝင်လိုက်တဲ့ strategy ဒီကျွန်တော်တို့အချိန်မှာအသုံးပြုပြီးသားဖြစ်ရပါမယ်ဟိုဘောနော်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ပက်တန်နေရှိလဲဆိုတော့ဒါပဲ top တို့ဒါပဲဒါပဲ bottom တို့ပေါ့နော်အဲ့ဒီပက်တန်နေရှိရယ် အဲ့လိုမျိုးအဲ့ဒီပတံတွေဒီရှေ့မှာစမ်းသုံးပြီးတော့တကယ်ကိုအလုတ်ဖြစ်တဲ့ပတံဖြစ်ရပါမယ်အဲ့လိုအလုတ်ဖြစ်တဲ့ strategy စမ်းသုံးပြီးတော့ဟွာပေါ့တကယ်အလုတ်ဖြစ်တဲ့ဟွာပေါ့ smart money concept ပေါ့နော်အဲ့ဒီဥစ္စာတွေဖြစ်ရပါမယ်အဲ့လိုမျိုးလုတ်ပြီးလို့ကျွန်တော်တို့ဝစည်းကွက်ထဲကိုဝင်လိုက်တယ်အဲတေချာဝပြီးဝင်လိုက်ပြီးဆိုတဲ့အခါမှာကျွန်တော်တို့အဲ့ရဲ့ structure အတိုင်းပဲကျွန်တော်တို့သွားမယ်အဲလုံးဝဟာဈေးရတော့ကိုကအတက်ကို trade ထားပြီးတော့ဈေးရကြာသွားပြီးဆိုပြီးတော့လုံးဝမထွက်လိုက်ပါနဲ့ကျွန်တော်တို့အဲ့ဒီအတွက် store loot ကို လုံလောက်စွာထားလိုက် ိုက်ပါအဲ့ဒီ store လူကိုထီးပြီးတော့ထွက်ရင်တော့သူ့ဘာသာသူထွက်ပါစေကိုကတော့သွားပြီးတော့ကြောက်တဲ့တော့ FOMO ဆိုတဲ့ကြောက်တဲ့စိတ်နဲ့သွားပြီးတော့မထွက်လိုက်ပါနဲ့အဲ့လိုထွက်လိုက်ရှင်းကဒီလုံးဝအန်ဒီရများတယ်ပေါ့နော်လုံးဝကိုပဲအန်ဒီရများတယ်ကျွန်တော်ဆိုစထွိထွိချင်းကအာဝင်နေထွက်တယ်ထွက်တယ်ဝင်နေဟာအာနောက်ဆုံးမှာကျွန်တော်လူစားတယောက်လိုပဲဖြစ်သွားတယ်အဲ့နောက်မှာကျွန်တော်ပြန်သုံးတတ်တယ် အဲလုံးဝနီးလန်းနေမှနေရပေါ့နော်အဲ့လိုနဲ့ကျွန်တော်ပြန်ပြီးတော့ကျွန်တော် position တခုကိုဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်ကိုကျွန်တော်ကအငြင်းနဲ့ပြောပြောတဲ့စကားလုံးနေရပါလဲတော့လောဘမကြီးနဲ့ပြီးတော့ကျွန်တော်ဝင်မဲ့ strategy theory ဒီလုံးဝ clear ဖြစ်ရမယ်အာပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ and trying ပေါ့နော် and trying ဝင်ရမယ်နေရရောက်မှသားလေလုံးဝဝင်ရပါမယ်အဲဆောပြီးတော့စီကံလုံးဝမဖောက်ပါနဲ့စီကံမဖောက်ပါနဲ့စိတ်ရှည်ရပါမယ်လောဘမကြီးနဲ့ အဲအဲ့လိုမျိုးကျွန်တော်ရဲ့ strategy ဒီ clear ဖြစ်ရမယ်ဒီ chip တွေနဲ့ကိုက်ညီပြီဆိုရင်တော့ကျွန်တော်ကဒီ position တစ်ခုကိုဝင်လိုက်ပါတယ်ဒီ position ကိုဝင်လို့နိုင်နိုင်ချုံချုံကျွန်တော်စိတ်ထဲမထားဘူးကျွန်တော်ရဲ့ strategy ဒီဆောက်ပုံ stress strength stretcher ကိုပဲကျွန်တော်ပို့ပြီးတော့အော်အလေးပေးတယ်ပေါ့နော်ဒီဒေါ်လာတွေမျက်တာချုံးတာတွေဆိုတာကနောက်နောက်ပိုင်းကျွန်တော်တို့ရဲ့ strategy မမှန်ကန်ကန်သုံးဆွဲတဲ့အပေါ်မှာမူတည်ပြီးတော့သူကနောက်ကဒေါ်လာအချုံးအမြက်ကလိုက်လာမှာဖြစ်ပါတယ်အဲအဲ့လိုမျိုးအားဖြင့်ကျွန်တော်တို့နောက်ပိုင်းမှာဒီကိုယ့်ရဲ့ stretcher ပေါ်မှာဘလို့အမြက်ကိုဒေါ်လာကိုဟိုယူရမလဲပေါ့နော်အဲ့ဒါတဖြည်းဖြည်းတာနားလဲပါလိမ့်မယ်ဒါကတော့ဒီကျွန်တော်ရဲ့ဟိုဟိုအတွေ့အမြင်လေးတစ်ခုပေါ့ဗျာ